အရန်အနုစိတ်လောက်ရတာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပကြီးရေးရတယ်ဒါပေမဲ့ဟိုတော့ဒီလောက်ရုပ်ပေါ်မှာခြေတဲ့ဟာတော်တော်လက်ဝင်မယ်ဆိုတော့ကျွန်တော်တိလိုက်တယ်ခံစားလို့ရတယ် reason error ဆိုတာရှိရ reason နဲ့ဒီကျွန်တော် temperature နဲ့ဟိုဟာဟိုအဆင်မပြေဘူးဆိုလို့ရှိရင်လည်းကွဲတာတွေအရုပ်ကွဲထွက်သွားတာတွေရှိတယ်ဟုတ်အဲဈေးကွက်ကတော့နေနေအခုလူတိနေတော့နေသေးတယ်ပြောရမယ်ဒါပေမဲ့တချို့တဝက်တော့တိတယ်တိတဲ့သူတွေကလည်းဘယ်လိုပြောမလဲ ဟိုကိုကကိုပဲတူတူတိတ်စုတဲ့လူတွေများကြတော့ဒါတိတ်မပြန့်ဘွားဘူးဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါ open the box ပါကျူဆိုပါရခင်ဗျဒီနေ့ကတော့ကျွန်တော်မြောက်ကလာကားငယ်ရောက်မှရှိတဲ့ကိုရဲ့အိမ်ရောက်နေပါကိုရဲ့ဒီ miniature artist အနေနဲ့ miniature အဲ့ဒီအရှုပ်လေးတွေမှာသူ painting လုပ်ပြီးတော့စီးချေတဲ့ ဟောအမှုပညာကိုဖန်တီးနေတဲ့ artist တယောက်ဖြစ်ပါတယ်အာကျွန်တော်လည်းဒါနဲ့ပတ်သက်ပြီးတော့အသည့်အစမ်းလေးနေနဲ့စိတ်ဝင်စားတာဖြစ်တဲ့အတွက်လာပြီးတော့နည်းနည်းဆက်ဆွကြည့်ရပါအခုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုကျွန်တော်ဆက်ဆော့အဲအိမ်ကိုရောက်တဲ့အချိန်မှာ band flag ကြီးတွေ့တယ်အခုပြပွဲလုပ်တာဟုတ်ကဲ့လေအခုဘယ်နေရာမှာဘယ်နေရာလောက်လုပ်ဖြစ်ခဲ့လဲကိုဒီ is not clarity မှာပေါ့ကျွန်တော်22ရက်26ရက်နေ့ထိ ကျွန်တော်9ရက်လောက်လုပ်ပြခဲ့တာပေါ့ဟုတ်စိတ်ဝင်စားကြတာဟောလာတည်ကြတဲ့စိတ်ဝင်စားလူငယ်တွေတော့စိတ်ဝင်စားကြတာဟုတ်ကဲ့ဟုတ်လူငယ်တော်များလာကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအယုတ်လေးတွေအခုကြည့်နေအရန်အနုစိတ်လောက်လာတာဆိုတော့ကျွန်တော်ကိုယ်တိုင်လေးပကြီးရေးတယ်ဒါပေမဲ့ဟိုတော့တော့အယုတ်ပေါ်မှာခြေတဲ့ဟာတော်တော်လက်ဝင်မယ်ဆိုတော့ကျွန်တော်ကြည့်လိုက်တော့လည်းခံစားလို့ရတယ်ကျွန်တော်အဲ့မီနီကမ်ပတ်လေးတွေနဲ့လည်းကျွန်တော်ရေးဘူးတယ်ဟုတ်ကဲ့မီနီကမ်ပတ်လေးပေါ်မှာဆိုသူ့လိုစုပ်တဲ့ point တင်းတင်းလေးနဲ့ ဟိုရေးရတယ်ဒါတော့မှ flat ဖြစ်နေတဲ့အပေါ်မှာရေးရတော့သူကအရန်အားဆက်ရတာဆိုတော့ဒီ 3D shape ပေါ်မှာကိုကရေးရတာဆိုတော့ဟိုတော်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 လက်ဝင်မယ်ဆိုတာကြည့်လိုက်တာပြီးသားပါတယ်အာအခုအဲ့ဒါကိုဘယ်ကနေဘယ်လိုအဲ့ဒါလေးလှုပ်ဖို့စိတ်ကူးရအောင်အဲဘယ်ကနေဆိုတော့ကျွန်တော်ရုပ်စုကနေပြီးတော့ပဲပေါ့နော်ကျွန်တော်ရုပ်စားစုတယ်စုရင်းထဲမှာကျွန်တော်ဒါကိုဟို YouTube ကနေပြီးတော့တွေ့ပြီးတော့လေးစပြီးတော့လေးလာပြစ်သွားတာပေါ့ဟုတ်ကဲ့ဟုတ် ဟုတ်ကိုကိုကဒီလိုရုပ်ကလေးတွေကလည်းလောက်ရတာကလည်းလက်တာကြိုက်တာဟုတ်အခုပကြီးချောင်းလည်းတက်ခဲ့သေးရနော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပကြီးချောင်းလည်းတက်ခဲ့ပါတယ်အခုပကြီးချောင်းဆင်းပြီးတော့ပကြီးနဲ့အတံဘွယ်ချောင်းမလုတ်နေနဲ့ကိုကရုပ်ကလေးတွေပဲကလည်းလုတ်ဖြစ်သေးတယ်ဟုတ်တယ်ကလည်းပဲလုတ်ဖြစ်တာအဲ့ဒီမှာအခု YouTube ကနေကြည့်လိုက်တော့ဟိုကိုကိုတိုင်းစပြီးစဉ်းစားကြရဒါမျိုးကတကယ် professional level တစ်ခုထိသွားပြီးတော့လုပ်မယ်လို့စဉ်းစားလာအပျော်တမ်း ခြေရင်းနဲ့မှအဲ့လိုဆက်လုပ်ဖြစ်သွားဟုတ်တယ်ဝါသနာကနေပြီးတော့ပဲပေါ့အပျော်လုံနေရင် professional ထိလုံမယ်ဆိုပြီးရွယ်ချက်ဖြစ်သွားဖြစ်သွားဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုဖြစ်ဖို့ဆိုတော့လေဟိုကို့ဒီအမှုပညာကိုအားပေးတဲ့လူတွေလည်းရှိအောင်ပါလေဟုတ်တယ်ကိုကဟိုဒါမျိုးလေးမှာကိုဝါသနာအရာလောက်တယ်ဆိုရင်ဒါကိုလာပြီးတော့အားပေးတယ်ပြီးတော့ထပ်ပြီးတော့မာဂျင်နဲ့ customer တွေရှိလာမှကိုကရေရှည်ဆက်သွားလို့ရတာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဈေးကွက်ကဘယ်လိုရှိလဲအဲဈေးကွက်ကတော့ နည်းနည်းအခုလူတိနေတော့နေသေးတယ်ပြောရမယ်ဒါပေမဲ့တချို့တဝက်တော့တိတယ်အဲဟိုတိတဲ့သူတွေကလည်းဘယ်လိုပြောမလဲဟိုကိုယ့်ကိုပဲတူတူတိတ်စုတဲ့လူတွေများကြတော့ဒါတိတ်မပြန့်ဘွားဘူးဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုချေချေပြက်ပြက်မဖြစ်ဘူးပေါ့နော်ဟုတ်ဟုတ်အဲ့ဒါကြောင့်လေရည်ရွယ်ချက်ပါလို့ကျွန်တော်ပြပွဲလေးကိုလည်းလုတ်လုတ်လိုက်တာပေါ့နော်ဟုတ်ဟုတ်ဟုတ်တကယ်တမ်းဟိုချေချေပြက်ပြက်ဒီထက် market ကြီးလာမယ်ဆိုတော့ဟိုတယောက်တည်းတော့နိုင်မှာမဟုတ်ဘူးတင်နော်ဒါလို့ဒါတော်တော်ဟုတ်ချိန်ပေးရတာ အချိန်ပေးရတယ်အဓိကကတော့ကိုယ့်လိုဝါသနာပါတဲ့လူတွေများများဖြစ်လာစီခြင်းတာဟုတ်တယ်နော်ကျွန်တော်ကြီးရဲ့ကြကအဲ့လိုမျိုးဟိုတင်းတစ်ခုပဲဖြစ်ဖြစ်ဟိုဒါမျိုး create လုပ်တဲ့လူငယ်အဲ့လို group တစ်ခုခုပဲဖြစ်ဖြစ်လာတော့မှပဲဒါအများကြီးပြန်လာမှာပေါ့ဟုတ်ကဲ့အခု D 3D ရုပ်တရားကြတော့ဟိုဘယ်ကနေဘယ်လိုမှားလဲဟိုအခုစေးချယ်တဲ့ရုပ်တရားစေးချယ်တဲ့ရုပ်တရားတော့ကျွန်တော် printer နဲ့ထုတ်တာပေါ့နော်ဒီ printer နဲ့ပဲထုတ်တယ်ကိုယ့်အကူပဲထုတ်တာပေါ့နော်ဒီ set နဲ့ထုတ်တာပေါ့ 3D printer နဲ့ထုတ်တယ် များသောအားဖြင့်တော့ဆက်နေထုတ်တာများပါတယ်ဟုတ်ကုန်ကျန်းကကုန်ကျန်းကတော့ကျွန်တော်ဒီတရုတ်ကမှာတယ်ဒီဂျူရီးယားမှာတော့ပေါ့ရေစင်နဲ့ထုတ်တာပေါ့ရေစင်နဲ့ထုတ်တာဟုတ်ဆိုတော့ပထမကိုလိုချင်တဲ့ဖြစ်ကျင်တဲ့ပုံလေးတွေရှာရှာတယ်နောက်မှအဲဒီမှာ 3D design ကိုထည့်ပြီးတော့ထည့်ပြီးထုတ်တာပေါ့ဟုတ်ဟုတ်အများစုကတော့ကျွန်တော်အခုတွေ့ရတာကျွန်တော်တည်ဘူးတဲ့ fantasy ရုပ်ရှင်တွေကတော့အဲ့လိုနောက်ဟိုစိတ်ကူးရင်ဇလန်လေးတွေကဇက်ကောင်လေးတွေအယုတ်လေးတွေတွေ့တယ်ဟုတ်ကဲ့ကိုစီပါလေဟုတ်ဆိုတော့ အဲ့လိုမျိုးကျွန်တော်တို့မြင်မှုနေရာမဟုတ်ခင်းနဲ့ကို idea နဲ့ကိုဟိုမှာထားပါတော့ကိုနိုင်ငံရဲ့ culture ပါတဲ့ဟာမျိုးအဲ့လိုအယုတ်တရောကို create လုပ်ဖို့ရှိတယ်ခင်ဗျအစိတ်ကူးတော့ရှိတယ်ခင်ဗျအခုလည်းအဲ့ဟိုဘောလုံနေတာပေါ့နော်အခုလည်းအဲ့လိုမျိုးဒီ character ဒီမြန်မာ character တွေနဲ့ပတ်သက်တဲ့ဟာတွေနည်းနည်းလေးဟိုစမ်းလို့ဖို့ရှိတယ်ခင်ဗျဟုတ်ဟုတ်အာအခုအဲ့လိုမျိုး account ထဲပေါ်ဖြစ်ပြီးလုံဖြစ်ပြီးဆိုရင်လည်းကျွန်တော်တစ်ခေါက်ထပ်လာခဲ့ပါဦးဟုတ်ကဲ့ပါပြီးတော့လေ့လာနေတယ်အဲ့တော့ဟိုဒီဈေးချေတာနဲ့ပတ်သက်ပြီးတော့ step by step လေးလည်းနည်းနည်းပြပြပေးပါလားဟာဟုတ်ကဲ့ကျွန်တော်တို့ကအခုရုပ်ထုတ်တယ် printer အနေနဲ့ထုတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရက်ပြတ်နဲ့ဒီ resin တွေကိုဆေးရတာပေါ့ဆေးပြီးွားလို့ရှိရင် primer မှုတ်တယ်ခန်းစည်းမှုတ်တာပေါ့ခန်းစည်းမှုတ်ပြီးကျွန်တော် base color ဆိုပြီးတော့ collagen ရဲ့ color ဥပမာဆိုအရင်တင်တာပေါ့အောက်အောက်ခန်းစည်းအရင်တင်တယ်တင်ပြီးတော့မှအဲ့မှာ highlight shadow mid tone အဲ့လိုတွေခွဲပြီးတော့ဟိုတဆင်ချင်းစီပြင်တင်တာပေါ့နော်ဒါကြောင့် brush ကိုအဓိကထားပြီးသုံးရတယ်သူကြတော့ဟုတ် အင်းပေါ့တိတိလေးမှာကြောက်စေးနဲ့ဆိုပုံပြရအောင်ဟုတ်အဲ့တော့ဒီဒီအစင်းစင်းမှာအခုဘလို့စေးမျိုးစားတော့တုံးလေဒီ acrylic acrylic ကိုသူကကြောက်ဒီအရုပ်တော့တည်တန်းထုတ်ထားတဲ့စေးတွေရှိတယ်ခင်ဗျဒီဒီ acrylic ကိုပဲပေါ့တခြား acrylic မရအောင်ကျွန်တော်တို့ဟို canvas ဆိုတာပကြီးဆွဲတဲ့ acrylic မရမတူဟုတ်လားဟုတ်ပင့်မတ်မတူသူတို့ကဒီပကြီးမှာစေးတဲ့ပကြီးစေးကကြတော့သူကပင့်မတ်ကထုတယ်ဟုတ်တယ်ဟိုဒီကောင်ကြတော့လည်းကျဲတယ်ပင့်မတ်ပေါ့ ချဲတဲ့ခါကျတော့ဒီကျွန်တော်တို့အယုတ်ပေါ်မှာချဲတဲ့ခါကျလေယာတလေယာပြီးတလေယာတင်လို့ရတယ်သူကျတော့ဟုတ်ဟုတ်ထူပြီးခဲပြီးအများကြီးခဲပြီးတော့မရအောင်ဟုတ်ဟုတ်အဲ့လိုမျိုးဆိုတော့အယုတ်ကကျတော့လေသူ 3D အချိုးရဖောင်းတဲ့နေရာလေးဖောင်းဟုတ်တယ်ဟုတ်တယ်ချိုင်နေရာလေးချိုင်ရလို့ဖြစ်တာဆိုဟုတ်တယ်ဟုတ်တယ်ထူကြီးဆိုလို့ရှိရင်အဲ့ဒီ texture ကြီးကြောက်သွားကြောက်သွားမှာဟုတ်ကဲ့ဟုတ်အခုကျွန်တော်တို့ကမြင်နေရတဲ့အယုတ်ကကျတော့သူ action မှာပါလားလीဟုတ်ကဲ့အဲ့အဲ့ဒီအယုတ်ကဘာဘာဟိုအဓိက base ထားပြီးတော့ အဲကျောင်းကျောင်းတတိယရုပ်ကကြာဟာဂျူလီပေါ့ကွာဒီကျွန်တော်တို့ဟာဂျူလီရွေးရှင်မအောင်ကဒီဟာဂျူလီနဲ့ဒီသူချင်းသေးတဲ့ fight တဲ့အစင်းကိုကျွန်တော်ကအဲအဲ့လိုသဘောကျလို့ပေါ့နော်ဒီစင်းကိုထုတ်ထားတာပေါ့နော်အများသောအားဖြင့်ကျွန်တော်ရွေးရှင်ကာရက်တာတွေကျွန်တော်သဘောကျတော့ဟုတ်ကဲ့ရွေးရှင်ကာရက်တာတွေစုပစ်တယ်စုပစ်တော့အဲ့လိုကိုအဲ့လိုမျိုးကိုကြိုက်တဲ့ကာရက်တာတွေတွေဆိုရင်တေချာချိန်ပေးပြီးလုပ်ပစ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဒီအကိုရဲ့ pamphlet ဟို cover မှာပါတဲ့အရုပ်ဆိုလို့ရှိရင်လေသူက ဟိုအထဲကဘာဖွင့်လို့ရတာလေဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့နှမျိုးနှမျိုးလောက်လို့ရတယ်အတိုင်းလည်းအပြင်မဖွင့်ထားရင်လည်းပုံစံတစ်မျိုးမြင်ရတယ်ဟုတ်ကဲ့ဖွင့်လိုက်လည်းအထဲကအတွင်းအဲ texture တွေပါမြင်နေရအဲ့ဒါဆိုတော်တော်လောက်ဝင်မယ်နော်ဟုတ်ကဲ့ဟုတ်အထဲမှာပါသူကစေးချရတာပေါ့နော်ဟုတ်ဟုတ်အထဲအတွင်းပိုင်းပေါ့ပေါ့ ဒီဒီရုပ်ကရောဘယ်ဘယ်ပေါ်ပေါ်မှုတည်ထားတာလဲ။သူကကြတော့ကျွန်တော်ဒီ Man in Black ပေါ့ရုပ်ရှင်ထဲက character ကိုကျွန်တော်ကမြင်ဘူးတယ်လို့စဉ်းစားနေတာ။ဟုတ်ကဲ့။အဲ့ဒါကိုသူက inspire ယူထားတာပေါ့။ဟုတ်ဟုတ်။ပြီးတော့ဖလက်က cross ဖလက်စီရသည်လေ။ဟုတ်တယ်ဟုတ်တယ်။ဒါ Forest Gump ရဲ့လော opening scene ကပုံလေ။အဲ့ဒါတော်တော်ကြိုက်ပုံရတာ။ဟုတ်တယ်ဟုတ်တယ်တော်တော်ကြိုက်တယ်ဟုတ်။ဒီကောက်ဆိုကျွန်တော်အချိန်တလားလောက်ယူထားပြီးတော့ easy ထိုင်ချေရတဲ့အရုပ်ပေါ့။ဟုတ်။ဒါတော့တိတ်ကျင်းတတ်မှုမရှိသေးဘူး။ဘာလို့လဲတော့ အောက်ကကျွန်တော်လုတ်ပြာကြီးကျန်သေးတယ်သူကနောက်ကျွန်တော်ဒါပြပွဲဟိုဟာဖြစ်တော့လေမပြီးလိုက်ဘူးအမှန်အောက်အောက်မှာကျွန်တော်ကျန်သေးတယ်ဟုတ်ကဲ့လေးတွေနောက်ဘွာလေးတွေအမွှေးလေးငှက်မွှေးလေးငှက်မွှေးလေးကျန်သေးတယ်ဒါအထိုင်းမှာဆိုတော့သူကတော်တော်ကြီးကိုတူတူကျဲကျဲဖြစ်နေတယ်တော်တော်ကျဲပြန့်နေတယ်ထိုင်းမှာတော့ဟုတ်တယ်နော်ဟုတ်တယ် Lord of the Brain ဒီဟာကြတော့လေအဲ့ဒီဟိုဇက်ဝင်ခန်းကြောင့်ဇက်ဝင်ခန်းတဲ့ကအဲ့လို action ကိုကြိုက်လို့လားဒီဒီဒီအခုရုပ်ကကြောက်ဟုတ် အဲဟုတ်တယ်ကျွန်တော် Lord of the Ring ရဲ့ hobby ရာကျွန်တော်က character အကုန်ကြိုက်တယ်ကျွန်တော်တော်စဉ်းစားထားတာသူတို့စီးလိုက်ကိုကျွန်တော် collect လုပ်ဖို့ရှိတယ်ဟုတ်အဲ့ဒါကြောင့်ကိုနိုင်တဲ့လောက်တရုတ်တရုတ်တရုတ်ထုတ်နေတော့ဟုတ်အဲ့ဒါဆိုရင်အခုဒီအခုလက်ရှိလုံးလက်ဆပါရှိတယ်ကျွန်တော်တခါလေးရိုက်ကူးလေးလေးလုပ်ရင်းနဲ့အဲ့ဒါလေးလည်းနည်းနည်းမှတ်တမ်းနေရင်တော့ဟုတ်ရှိပါတယ်ဟုတ်ကျွန်တော်လုံးလက်ဆလေးဟို hobby တွေက character တစ်ခုကိုကျွန်တော်လုပ်နေတာပေါ့အဲ့ဒါဆိုကျွန်တော်အဲ့ဒါလေးချက်လိုက်ကြည့်ကြည့်ပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဗျဒီအယောက်ကကြောက်အောက်ပါ လေယာဘယ်နှစ်လောက်ပြီးသားပြီလဲ။အာသူကလေယာအခုလောက်ဆိုရင်ဒီမျက်နှာဆိုရင်ကျွန်တော်လေယာ9ဆင့်ရှိတယ်။ဟုတ်9ဆင့်9ဆင့်နဲ့ခြေထားတာပေါ့နော်။အော်လေယာဘောင်း9ဆင့်ရှိတယ်။အာဟိုသူက volume ကိုသူကဖြည်းဖြည်းချင်းအလင်းဘက်ကိုသူကတင်လာတဲ့ပုံစံကြတော့လေ။ဟုတ်ဟုတ်အဲ့လိုမျိုးပေါ့။ Now H highlight ဒီ H highlight ကအရေးကြီးတယ်ပေါ့နော်။ဟုတ်ကဲ့။ Number တလေးမှာဆို H highlight ကအရင်အရေးကြီးတယ်။ဒါ number တလေးကိုကျွန်တော်ချင်းနေတာပေါ့။ဟုတ်ကဲ့။ အခုပြောတဲ့3-4နှစ်လောက်အတွင်းပါလीဟုတ်ကဲ့ဟိုရေးတဲ့ဟဲမှာကိုရေးတဲ့အရုပ်တိုင်းအားလုံးအဲ့လို smooth ဖြစ်လာအဆင်ပြေလာအာခက်ခဲဖြစ်တဲ့ဟာတို့အမတော်တဆအဲ့လို error ဖြစ်သွားတာတို့ပျက်စီးသွားတာမျိုးတွေဟုတ်ရှိတယ်ခင်ဗျာရှိတယ်ဆိုတော့ printer စထုတ်တဲ့ကသူကဟိုပေါ့ဟိုအခက်ခဲရှိတယ်မီးပြတ်တာလို့ရှိရင်လည်း error ဖြစ်သွားရောအဆင်းကြောင်းနေ

တတ်ပါတာเนาะဟုတ်မှတ်လားเนาะတွားတွားကြတော့ကျွန်တော်တို့ဗဂျီကားနဲ့မတူတာကြောင့်ဗဂျီကား flat surface ပေါ်မှာသူကရေးရတာဖြစ်တဲ့ကြောင့်သူကတိတ်အများကြီးမစဉ်းစားဘူးအဲ့ဒါကြတော့ဘတ်ဆောင်စဉ်းစားရတာอืมနေရာတိုင်းမှာအဲ့လို highlight share တော့ဟုတ်တယ်စဉ်းစားနေရစဉ်းစားရတယ်ဟုတ်ဒီလိုအားလုံးပြီးသွားပြီလက်ဆက်ဆက်ပြီးရင်ရောသူ့ထိမ့်သိမ့်ဖို့ကဟုတ်အဲ့လိုတခြားတော်ကြီးပါလေဒီမှာကျွန်တော်တို့နိုင်ငံအရန်ပူလာလဲပါလို့လေအဲ့လိုဘယ်လိုထိမ့်သိမ့်ရလဲသူက ဒီဟိုကျွန်တော်တို့ဟိုဒီရုပ်ကတော့ temperature ကိုနိုင်တယ်ဗျဒီ vision ကတော့ temperature ဒီထုတ်တဲ့အချိန်မှာပဲ तू က error တက်တာများတယ်ဒီရုပ်ထွက်လာပြီး အချောတက်ဒီ UV lighting နဲ့ပြပြီးွားလို့ရှိရင်ဟိုတေချာ UV ကိုပြပြီးွားလို့ရှိရင်အတွင်းရောအပြင်ရောပြရတာပေါ့ hollow ထုတ်တယ်ဆိုရင်ကျွန်တော်တို့ကဟိုအတွင်းမှာ UV ဝင်အောင်ပြရတယ် hollow ထုတ်လို့ရှိရင်အဲအဲ့လိုမျိုးတေချာလုပ်ပြီးဆိုရလို့ရှိရင်တော့နှစ်ရှည် ခံသွားပြီခံသွားတယ်ပြုတ်ပြုတ်မကြမချင်းမကျိုးဘူးเนาะဟုတ်ဟုတ်ဟုတ်ဒီ long point လေးတွေကျွန်တော်မှရေးဖို့ဟိုမျက်စိကအေးစေးပဲလားအော်လောလောဆယ်လားအေးစေးကျွန်တော်ဘာဘာတိတာလဲဆိုတော့အသက်40ဟိုနှစ်တင်းနှစ်နှစ်လောက်ကြော်လာပြီးတဲ့အချိန်မှာအဲ့ပကြီးစပြီးတော့အဲ့ပေါမျက်မှောင်ပါပဲရေးလို့မရတော့ဟုတ်ဒီကားကမှန်လို့တော့တော့ရတာနော် ဟုတ်တယ်အရန်လူစိတ်တယ်ဆိုရင်တော့မှန်ဘူးတော့ဟာမတော်တဆကိုရေးချင်တဲ့နေရာကိုချော်သွားတယ်ပြီးရအောင်မှာတခြားကာလကိုသတိပိုင်းရောအလွယ်တကူပြန်ဖြတ်ပြရလားဖြတ်လို့တော့ရတယ်နောက်တော့ပြန်အုပ်လို့လည်းရတယ်ဟုတ်ဟုတ်ဒါနဲ့ဟိုပေါ့ practice spare ပေါ့နော်ဟုတ်တယ်အဓိကတော့ကျွန်တော်ကြည့်နေအခုဒါမျိုးဆိုရင်ဗျာဘေးရဝင်းရုံပေါ်နည်းနည်းသွားတင်လိုက်တာ ਨੇ ဟုတ်တယ်အဆင်မပြေတော့ဘူးလीဟုတ်ဒါချင်းချင်တော့ကျွမ်းလာတာပေါ့ ဝေးကျေးဇူးတင်ပါတယ်ဒီနေ့အချိန်ပေးပေးတဲ့အတွက်ဟုတ်ကဲ့ပါကျွန်တော်တို့အာဒီအစီအစဉ်လေးရနေလဲအခုလို့ဒီမီနီချာ3 art တွေကိုစိတ်ဝင်စားတဲ့လူငယ်တွေပါတယ်ရှိတယ်ဒါမျိုးသင်ယူခြင်းလဲဆိုရောဘယ်လိုသင်ပေးဖို့လို့သင်တန်းလုပ်ဖို့လို့အစီအကူရှိတာသင်တန်းလုပ်ဖို့ကတော့စိတ်ကူးတော့ရှိတယ်ဒါပေမဲ့ဟိုစိတ်ဝင်စားတဲ့လူငယ်တွေမေးများလာရင်တော့ကျွန်တော်လုပ်ဖို့တော့စီစဉ်ဖို့ရှိတာပေါ့နော်ဟုတ်ကဲ့ဟုတ် ခုလောလောဆယ်တော့ဟိုတစိုးစစလာမိတဲ့သူတွေဆိုတော့ဟိုဘယ်ကနေစားလို့ရမှန်းမသိတဲ့သူတွေဆိုတော့ကျွန်တော်ဖြည့်ပေးနေတယ်နော်ဟုတ်ကဲ့ကလန်လေးတွေကျွန်တော်ချပေးနေဟုတ်ဟုတ်ကဲ့ပါနောက်ဒီလိုအယုတ်စုကျင်လို့လိုချင်တယ်ဆက်ပြောချင်တယ်ဆိုရင်ရောကိုရဲ့ဟုတ်ကျွန်တော် message ကျွန်တော်ဒီ Facebook မှာက page တော့မရှိဘူးကျွန်တော်ဒီဟိုဘယ်လိုပြောမလဲ Facebook အကောင့်အကောင့်ပဲရှိတာပေါ့နော်ဟုတ်ဟုတ်အကောင့်လေးပဲရှိတယ် အဲ့တော့မှာတော့လာပြီးတော့ messenger နေမေးလို့မေးလို့တော့ရပါတယ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အဲ့ဆိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ပြောပြခဲ့တဲ့ဟိုအစ် create လုပ်ခြင်းနဲ့အယုတ်လေးတွေထွက်လာပြီးညင်ရပြီဆိုရင်လည်းအသိပေးပါအောင်ကျွန်တော်ထပ်လာရဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ